反正第二是我。声、嗯嗯 खाना की जरूरत ही नहीं मैं भी ऋषियों में खाना ये प्रभाव दिया अपमा हाउ ज्ञान सब हो ဒါခန္ဓာရဲ့ပင်ရင်းကိစ္စဒီခန္ဓာရဲ့ဖောက်ပြန်တဲ့သဘောဟာမင်းတို့ကသွားရှုမှမှတ်မှဖောက်ပြန်တာမဟုတ်ဘူးမင်းတို့ကသူ့စုမသူ့စုသိသိမသိသိသူ့ငကူတွေကသူ့ပြေစာဆိုလို့ ဘလို့မှတိုက်တွန်းရတာမဟုတ်ဘူးဘလို့မှဖန်တီးယူရတာမဟုတ်ဘူးခန္ဓာရဲ့သဘာဝကသူ့ရဲ့လက္ခဏာအတိုင်းပြီးပေါက်ပြန်တာလေ့လာတဲ့ယုတ်ရဲ့ဉာဏ်ကခန္ဓာသဘာဝကိုသဘာဝအတိုင်းမိမိတို့တောင်းရသိမယ်ဆိုတဲ့အနေနဲ့ပေါက်ပြန်တယ်လို့ ိညာဓာတုတောင်နဲ့သူကိုတောင်နဲ့ပုံလားခန္ဓာရဲ့တောင်ကိုကိုမစင်းစားနဲ့လိလရဲမိမိဉာဏ်ရဲ့ကိစ္စဟူတာသိဖို့ကိစ္စတစ်ခုတည်းကိုအောင်ကြည့်ပါဘယ်ဆိုင်ပါခန္ဓာရဲ့ပင်ဖြစ်တဲ့ဖောက်ပြန်တဲ့လောတရားတိုင်း အောက်ပြန်နေတိုင်းအသိမလွတ်အောင်တော့သတိထားပြီးတော့သတိကောဝါရီကောဆိုတဲ့အတိုင်းမှာ तू ကတကယ်ဆောက်ဝင်နေဆောက်ပြီးတော့ဒီအသိစိတ်အပြင်ထွက်မလွားအောင်သတိရဆောက်အောင်ပြီးတော့ပြောမိမိတို့အသိဟာဖောက်ပြန်တယ်လို့အမှန်ကိုသိတိုင်းသိတိုင်းသတိဆောက်ပြီးသား သမာဓိရာမှန်ကိုရှုပြီးသားသမာသင်္ကပ္ပနေရာချပြီးသားခရိကသမာဓိဆိုတော့သမာဓိရာလည်းပဲခန္ဓာကိုယ်မှာမြင်သက်ပြီးပြီးသားကြံကြိုင်းတဲ့ကိစ္စဆောင်ရကြပါဒီဓာရီဆောင်ရတာကမြတ်စွာဘုရားဉာဏ်တော်နဲ့သာဘုရားဝိပယဘုရားအရာတော်ဖြစ်တဲ့အတွက် ဓာရီပါကြောင်းလာကြည့်ရတယ်ကိုလိုက်ပြီးတော့သိုပ်ခွဲဖို့မဟုတ်ဘူးခန္ဓာကိစ္စသည်အောက်ပြန်နေတာအမှန်ဒါဝသိလာတဲ့မိမိတို့သိအောင်လေ့လာတဲ့မိမိတို့ရဲ့အသိဒီထောက်ပြန်တယ်လို့သိဖို့ပဲ စိတ်ငြိမ်သက်အောင်တတိထားပါဟောက်ပြန်တော်ဦးသိနေပါ มีรูกค้าละมาดียางไมพ่อเบี้ยมุดจะคู่อลิลลินนั่นเนส่ยที่จะหัจอจูดิอานุ่มยาวะกระไรเนี่ยมาช่วยปรมาบีิยาพุทธุสันโนยามหู မိမိတို့ကပရမတ်ကိုအပိုင်နဲ့မသိသေးပါဘူးသိဖို့ကြိုးစားနေပုထုဇဏ်တို့ဒီပရမတ်ကိုလာသိသွားရင်ပုထုဇဏ်အနေမဟုတ်တော့ပါဘူးအရိယာနေကြောက်သွားအရိယာနေကြောက်သွားရင်အပေတကားနိယတကတိပေါ့ကတိမြဲပြီးအလိုသွားပုထုဇဏ်အဖြစ်ကလုံးဝမရှိတော့ဘူးပုထုဇဏ်ဘုံပင်ဝိတ္တောတော့ ုရုဇဘဝကလွန်မြောက်ပြီးတော့အရိယဘုံဥပ္ပါတော်ဒါကိုဖြစ်သွားတယ်အဲ့ဒါဖောက်ပြန်တဲ့သဘောအခိုင်အမာတကယ်ဘောက်ပြန်နေပါလားလို့မိမိတို့စိတ်ထဲနှောင်းထဲမှာခိုင်ခိုင်မာမာယူကြည့်ရဲ့ရဖို့ရတော့အံတန်လိုအပ်တဲ့ကိစ္စခန္ဓာသဘောဝါးပြီးပေါက်ပြန်နေတာအမှန် အဲ့ဒီအမှန်တရားဖောက်ပြန်မှုလေ့လာတဲ့အသိဉာဏ်ကြီးတကယ်ကိုဖောက်ပြန်နေတကယ်ဖောက်ပြန်နေပါလားလို့ခိုင်မာတဲ့လူကြီးရရဘူးလေလားလေကျန်သိရရှုရတာချင်းတူတူသေးသေးချာချာသဘာဝတရားကိုဖောက်ပြန်မှုကြီး ယုံကြည်ချက်ရအောင်သဘောပေါက်ဖြည်းဖြည်းကြည့်ပါခဏရွာကနေဖောက်ပြန်နေနေရဒီဖောက်ပြန်ဘုံကိုသဘောပေါက်ကြည့်ခိုင်မာတဲ့သဘောမဟုတ်လို့ပြောင်းလဲရွှေရှားပြီးဖောက်ပြန်နေတာပါလားဒါတရားရှိလို့မဟုတ်ပါဘူးခန္ဓာရဲ့စဉ်ကိုယ်ကဘယ်လိုမှမကြည့်လို့လားမသိတယ် ဟိုပင်ကူသဘောကိုတည်တည်ချာချာညာနဲ့ကတ်ကြည့်တော့အော်တကယ်မိမိတို့ထင်တဲ့ခိုင်မာမှုလုံးဝမရှိတဲ့ခန္ဓာပါလားဒီလိုသဘောပေါက်ပြီးတော့သိလျက်တဲ့ပေါက်ပြန်မှုတစ်ချက်ဟာပြန်လာကြည့်များခန္ဓာဝဆွဲမှနဲ့အာဂတိအုတ်ထုတ်နေတဲ့နေရာနေပြီးတော့လွတ်ထွက်ပေါ်ရလောက်ဖြစ်သွားတယ် အဲ့ဒီအစီနှစ်နှစ်ကာလယုံကြည်မှုပါတဲ့အသည်ကိုဖြစ်လာရင်တောင်းတစ်ချက်ပြီးပြီးနှစ်ချက်ပြီးပြီးအဘိဓိပါပါသိအောင်ဂရုစိုက်ပါကိုကြည့်ရမကြည့်ပုခန္ဓာမှာအပြည့်ရှိတယ်ဂရုစိုက်ပါဖောက်ပြန်တဲ့သဘော မိမိရဲ့အသိဉာဏ် မိမိတို့ခန္ဓာကိုသိတဲ့မှတ်တဲ့စိတ်တွေဟာအမျိုးမျိုးထူထူအာရုံတွေပြားပြီးတော့မျိုးစုံလိုက်မှတ်ရတဲ့ကိစ္စမျိုးမဟုတ်ပါဘူးအဲ့တော့ဒီဆိုတဲ့ကိစ္စဖောက်ပြန်တဲ့သဘောတစ်မျိုးနဲ့မှတ်ဟုတ်ပြန်တဲ့သဘောဆိုတာသူ့ရဲ့ခန္ဓာခန္ဓာပွတ်စည်းထားတဲ့သဘောဝတရားတစ်ခုပဲ ဒါကိုမိမိရရ ခိုင်ခိုင်မာမာသဘောပေါက်ဖို့လိုတယ်အမှတ်ရဖို့ဒါရက်ဒါကျင်နာပူတော်ထုံတော်ကြိုက်တာခဲတာလှုပ်တာရှားတာရွာတာမို့ဒါပြုတ်လောက်ရမို့ဒါရင်တော့ပြန့်လွန်တဲ့ကိစ္စမျိုးဒါဘယ်လိုနေရာမှာဘယ်လိုပြောင်းလဲလာတဲ့သဘောဖြစ်ဖြစ်ဟောက်ပြန်တဲ့သဘောဟောက်ပြန်တယ်လို့ သိကြတဲ့ဟောဒီအသည့်နောက်မှာအဓိပ္ပာယ်ပါခိုင်မာမှုငြိမ့်သက်မှုတည်တတ်မှုမရှိတဲ့သဘောပါပဲဒီအဓိပ္ပာယ်ပါပြီးတော့သိတဲ့ဖောက်ပြန်မှုတစ်ခုဟာဒီအသည့်တစ်ခုဟာအင်တောင့်တန်ဖို့ရှိတယ်တရားတစ်ဆိုင်တွင်းမှာဒီအသည့်မျိုး၄၅ချက်ပဲပါတော့ဓမ္မမိတို့ကနှစ်တန်မှာဖြစ်မှာ နောင်ရှုလို့တွေ့တိုင်းသိတိုင်းမှာဒီအသေးဝင်လီပါပါသွားအဲဒါကြောင့်စပြီးတော့လေ့ကျင့်နေရုပ်ရှင်များတွေမိမိရဲ့ရရှိအောင်လို့ဖြည်းဖြည်းကြည့်ပါဝိပဿနာလုပ်ဟာဆန္ဒမစောနဲ့လောမကြီးနဲ့အေးအေးဆေးဆေးကြည့်ပါခန္ဓာကိုယ်မိမိရှုရမယ့်ခန္ဓာသဘာဝဟာပရမတ်ပဲကိလေသာမပါတဲ့အမှန်တရား မိမိရဲ့စိတ်ကကိလေသာပါတဲ့စိတ်နဲ့ကြည့်လို့တော့မရဘူး။အေးအေးစီစီကြဒီကျင်ရတာစိတ်သောပြန်မျိုးရံသိကြသည်ဒါကိလေသာဖြစ်သွားတာသိခြင်းမြင်ခြင်းနဲ့တခါလေးရှောက်ပြီးခန္ဓာအောင်ပါဖောက်ပြန်နေဖောက်ပြန်နေဖောက်ပြန်နေအရေးအတွက်ကဖြစ်တယ်အရေးချင်းမပေါ့ဉာဏ်ဖြစ်တာအရေးချင်းကြောင့်ဖြစ်တယ်တော့ဖြီးဖြီးကြည့် ရောကလည်းတူတဲ့တစ်ချက်မှာတခါတော့စိတ်ကတတိယလည်းမလွတ်နဲ့စိတ်ကလည်းသင်္ချာမြစ်တာတော့ကြည့်။ဟောဘယ်နည်းနဲ့မှဒီနေခိုင်မာမှု မရှိတဲ့သဘောတရားကြီးပဲ။ဒီအဓိပ္ပာယ်ပါတော့မိမိတို့သိရမယ့်သဘောဝတရားကြီး फाउ ज्ञाने दबो सिंह

တတိကယုဆိုင်ပြီးတော့ခန္ဓာကိုသိနေပါဟောက်ပြန်တဲ့သဘော ခန္ဓာမှာပင်ကိုရှိနေတဲ့သဘာဝတရားဖောက်နေမိမိတို့သိတတ်တဲ့အသိဉာဏ်ကပ်ပြီးတော့ကြည့်ရတယ်ပေါ်တွေ့တာဒါရှုလို့တွေ့တာမဟုတ်ဘူးငုံရက်သူ့ပုံစံနဲ့သူ့ကိုဖောက်ပြန်လိုက်ပြောင်းလဲမပေါ်နိုင် ကိုကြားဖြတ်ကြည့်အဲ့တော့ကြားဖြတ်ပြီးတော့သိရတဲ့ဟောက်ပြန်တဲ့သဘောလို့သိတယ်အသိလားမင်းတို့သိရတာကကြားဖြတ်ပြီးတော့သိတာခန္ဓာတော့ပုံမှန်ဖောက်ပြန်ပြောအခုရှုလို့သိရတဲ့ကိစ္စမျိုးပါ တရားရှုမှာတရားအားထုတ်မှာသိရတာမဟုတ်ဘောဒီဖောက်ပြန်တာဒီခန္ဓာရဲ့ပင်ကူသဘောတွေပါလားမသိလည်းပဲသူကတော့ဖောက်ပြန်နေတာသိလည်းပဲသူကတော့ဖောက်ပြန်နေတာမရှုတဲ့အခါလဲသူကတော့ဖောက်ပြန်နေတာဖောက်ပြန်တဲ့သဘောဟာခန္ဓာမှာအမြဲဖြစ်ရှိနေတဲ့သဘောပဲလို့ သိပြီးတော့ဖောက်ပြန်တဲ့သဘောကိုသိတိုင်းသိတိုင်းခန္ဓာရဲ့ပင်ကိုယ်သဘောကိုသဘောပေါက်သွားမယ်တတိထားပါဖောက်ပြန်တဲ့သဘောသိနေပါ မိမိတို့သိရမယ့်သဘောတရားတွေထဲမှာရုပ်ပရမတ်နဲ့ပတ်သက်ပြီးဒီခန္ဓာမှာထောက်ပြတဲ့သဘောမသိဘူးဆိုတာရယ်မတွေ့ဘူးဆိုတာရယ်လုံးဝမဟုတ်ရုပ်ခန္ဓာနဲ့ပတ်သက်လို့ခေါင်းမရပိန်တော့ ်မြတ်စွာဘုရားဟောဘဲမုံတမုံသာဖွဲ့စည်းထားတဲ့ကျောထူတပ်ဖောက်ပြန်တဲ့သဘောကြီးမရင်မတွန့်နိုင်ဘူးဘုရားဖောက်ပြန်မှုသဘောတရားမရှိရင်လည်းပဲဒီဇုပ္ပမအဖွဲ့စည်းတစ်ခုကမဖြစ်တော့ဘူးမိမိတို့ခန္ဓာမှာ ဒီလိုရုပ်ပရမပေါ့များစွာနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာရုပ်ပရမမှန်ရင်လည်းပဲရုပ်ပနာလက္ခဏာကိုစွန့်သွားပါတယ်ဆိုတဲ့သဘောတရားမရှိပါဘူးအဲ့တော့မိမိခန္ဓာကိုယ်မှာဖောက်ပြန်တဲ့ဘောတွေတွေ့ပါရဲ့သားနဲ့ဖောက်ပြန်တယ်လို့မသိဘူး ဖောက်ပြန်တဲ့သဘောတွေနဲ့ပွက်စည်းထားပါရင့်နဲ့ဖောက်ပြန်တာကိုသဘောမပေါက်ဘယ်ခန္ဓာမဆိုသင်းဘုံတမုံသာဖြစ်တဲ့ရုပ်ဝတ္ထုမာတော်မှမရင်မတွန့်နိုင်တဲ့ဖောက်ပြန်မှုတွေရှိနေမှာဆိုရင်ဒီခန္ဓာကိုယ်တကူလုံးမှာဘယ်နေရာကြည့်ကြည့်သိတတ်ရင်တော့တကူလုံးဖောက်ပြန်တယ်ဟုတ်လား အမိမိတို့ဟာပူရာရေးတာထုံလာကျင်တာရွာတာမွာတာလှုပ်တာရှားဒါတော့ပြီးဖောက်ပြန်တဲ့ဘုံမသိဘူးတပည့်ညက်နဲ့ပါမမကွဲတဲ့ကိစ္စအပြင်ဘက်ကမှတ်တဲ့ထုံမှုတင်းမှုနောင်မှုညောင်းမှုညောင်းမှုတောက်မှုတဲမှုစတဲ့သဘောတွေပြည့်ညက်နေတဲ့ကမှတ်တဲ့ အမှားအမှားလုပ်ထားတဲ့သင်္ကေတဝါစုသစ္စာဓမ္မကသဘောကြီးပြည့်တယ်အဲမိမိတို့ခန္ဓာမှာအရက်ထဲမှာနေတဲ့ခန္ဓာပဲဒီမှာလာပြီးတော့တရားဝင်တော့လေဒီခန္ဓာပဲအရက်ထဲကခန္ဓာဒီဖောက်ပြန်တဲ့သဘောကြီးပူရဲရည်လို့သာမှတ်ခဲ့ဒီရက်ကျတော့ဒီသဘောတရားကို ဖောက်ပြန်တဲ့သဘောလိုအသိပြင်ပြီးအသိပြောင်းပြီးတဏှိပညာတိရနေလို့ပရမတ်တိဆိုတဲ့သဘောတရားကိုသိတဲ့အနေရောက်သွားအသိပြင်ပြီးတဲ့ပြီးစာတော့အမှန်တရားကိုအမှန်သိတဲ့အသိအနေနဲ့ဖောက်ပြန်တယ်လို့သိနေပါမဖောက်မပြန်တဲ့ခန္ဓာသဘောဝဆိုရရှိကုန်မရှိ ိတ်နေအောင်ထားပြီးတော့ခန္ဓာကိုယ်တရိပ်ပြုပါဖောက်ပြန်တဲ့သဘော ခန္ဓာရဲ့အမှန်တရားဆိုတာထောက်ပြန်မှုပဲလေ့လာတဲ့အသိဉာဏ်ဟာထောက်ပြန်တာကိုထောက်ပြန်တယ်လို့သိခြင်းဟာအမှန်တရားကိုသိခြင်းပဲသတိပ္ပဏအလုံးအားထုတ်တဲ့ယောဂီဟာအမှန်တရားကိုအမှန်တိုင်သိဖို့အဓိကချက်ပဲကြိုးစားရှုပါ 生意往回收财吧，旁边那屋生意吧，那青年了。 ထောက်ပြန်တဲ့သဘောတရားတွေဟာဒီခန္ဓာပေါ်မှာသဘာဝအတိုင်းသူ့လက္ခဏာအတိုင်းသူထောက်ပြန်တယ်ဘယ်သူကပြုပြင်ဖန်တီးပေးရတာမှမဟုတ်သဘာဝတရားဒါကိုလေ့လာတဲ့ညာလည်းပဲထောက်ပြန်နေပါလားသူ့အရှိဟုလားသိတာသူ့လို့ဖန်တီးပြီးတော့သိရတဲ့ကိစ္စမဟုတ်ဘူးသူ့သူလို့သူဖန်တီးသူ ပါတယ်ဆိုရင်ဒါသိရလားပါဒါကြောင့်သဘာဝရှိပေါက်ပြန်မှုပေါက်ပြန်တယ်လို့သိခြင်းဟာသဘာဝကိုသိခြင်းဖြစ်တယ်ပေါက်ပြန်တယ်လို့သိနေပါ सिंधी ah, yeah,